အားလုံးပဲမင်္ဂလာပါဒီ channel ကကြိုဆိုလိုက်ပါတယ် Great MS ရဲ့အသင်ယူတွေကိုဒီ channel ရှင်းပြလာတာအခုဆိုရင်เนาะ chapter 10เนาะ trigo သင်ခန်းစာလေးကိုရောက်ပါပြီဒီ video လေးမှာလည်းဒီ channel ကဒီတရိကံဖြည့်ရှင်းတဲ့เนาะ exercise တွေကမိကွန်းလေးတွေကိုပဲဆက်ပြီးရောရှင်းပြအောင်မှာဖြစ်ပါတယ်အခုဒီ channel ရှင်းတာလေးကြည့်ရအောင်เนาะ နောက်နံပါတ်ဘီလေးပေါ့နော်နံပါတ်ဘီရဲ့ပြည့်ချက်ကလေးက angle b equal to 90 degree c equal to 6 b equal to 12ဆိုတော့ကျွန်တော်တို့အခုဒီမှာဆိုလို့ရှိရင်ဒါတောက်မှဖြစ်နေတဲ့နေရာလေးမှာတောက်ဘီလေးပေါ့နော်ပြီးရင် a နဲ့ c ဟုတ်လားအဲ့တော့ပြည့်ချက်ကလေးတွေကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ c equal to 6နော် c equal to 6 equal to 12ဆိုတော့ဒါတောင်မကအနာပေါ့နော်တောင်မကအနာလေးပေးထားတယ်။ရှားရမှာရေတို့ဒီတစ်ခါတော့ပါရှားမယ်ဆိုရင်အနာ a ရှားမယ်။ပြီးလို့ရှိရင် angle a ရေ angle c ရေရှားရမယ်နော်။အဲ့တော့ဒေါင်းရင်နဲ့ဒေါင်းစီရတော့ကိုယ်အဆင်ပြေတာကိုအရင်ရှာလို့ရတယ်နော်ဆိုတော့ဒီခုဒီချက်တော့9နာနာပေးထားတယ်ဆိုတော့ဒီနံပါတ် A လေးလိုပဲပေါ့နော် တောက်မှန်ကန်အနားလေးက b ဖြစ်တယ်ဆိုတော့ b စကွဲရေးရနေပြီးတော့ c စကွဲကိုနှုတ်လိုက်ရင်တကယ်လို့ a စကွဲရပြီเนาะဒါ pythagoras theorem သုံးတာပေါ့အဲကြောင့်မလို့ a စကွဲ equal to b စကွဲ minus c စကွဲ b စကွဲဆိုတော့12စကွဲ minus c ရ6စကွဲ12စကွဲဆိုတော့144 minus 36เนาะ နှုတ်လိုက်တဲ့ကဘာရလဲဆိုရင်108ဆိုတာလေးရနော်ဒါက a စကွဲကိုရတာအခုတီချာတို့က a ရှာမှာ a ရှာမှာဆိုတော့စကွဲရူ of 108ဆိုတော့သူ့ကိုရှာလိုက်တဲ့အခါမှာတကယ်တို့ကဒီစကွဲရူရှာလို့ရအောင်လို့เนาะစကွဲကိန်းလေးခွဲလိုက်တဲ့အခါ3နဲ့တကယ်တို့စကွဲကိန်းခွဲလိုက်မယ်အဲ့တော့36 into 3ဆိုတာလေးရအဲ့တော့36ကဒါစကွဲကိန်းနော် နှစ်ထပ်ကင်းရှာလို့ရတယ်เนาะဒါကြောင့်မို့လို့ a 6 root 3ဆိုပြီးတော့ဖြေလိုက်ရဆိုတော့အနာ a ရအဲ့တော့ down a နဲ့ down c ဘယ်သူ့ကိုအရင်ရှာမလဲဆိုရင်တရှိက down c ကိုအရင်ရှာမှာပေါ့เนาะမျက်နှာချင်းဆိုင်အနာလေးကိုဒါ down မှန်ကအနာနဲ့စားတာလေးဖြစ်သွားတယ်เนาะ c ဘန်ဘီအဲ sin ချိုးပဲပေါ့အဲ့ရောက်မလို့တကယ်ဒီမှာ sin c equal to เนาะ sin c equal to ဆိုရင် c by B C ရ6 B ရ12ဆိုတော့သူဒီ1 by 2လို့ရတယ်ဟုတ်လားဒါကဒီချေတို့ sin C အတွက်ပေါ့နော်အဲ့တော့1 by 2ဆိုတာလည်းဒီချေတို့ရဲ့ဒီ special angle ထဲမှာရှိတယ် sin 30ဆိုရင်1 by 2ပဲနော်အဲ့ကြောင့်မလို့ sin C ဒီနော်ဘာနဲ့ညီတော့ဆိုတော့ sin 30နဲ့ညီတယ်အဲ့တော့ down C လေးရပြီ therefore angle C equal to 30 degree ဆိုရင် angle A ရှာမယ် angle A equal to ဆိုရင်90 degree minus angle C equal to 90 degree minus angle C ရ30 degree ဆိုတော့ဒီမှာ angle A လေးရပြီ angle A equal to 60 degree ဆိုတဲ့အဖြေလေးရပြီအဲ့တော့ teacher တို့ဒါအဖြေအားပြီးသွားပြီဆိုတော့ဖြေလိုက်မယ်စုပြီးတော့เนาะ therefore A equal to 6 root 3เนาะ angle A equal to 60 degree now angle C equal to 30 degree ဆိုပြီးတော့ဖြည့်ပေးရပါ